နော်ဘုရားမဟာဒီဆရာတော်ကြီးလည်းအချိန်ချင်းဩဝါဒပေးပါဒီကိစ္စအောင်ဆရာတော်ကြီးလည်းပြောဓမ္မဒေသဆရာတော်ကြီးတို့လည်းပြောပါတယ်ဒီတိတ်ခါတတ်တယ်ပတ်သက်ပြီးတော့တိတ်ခါတတ်တယ်ဆိုတာဘုရားလေဒီဆရာတော်ကြီးတို့လည်းပြောတယ်မပြောတယ်လေတိတ်ခါတတ်တယ်ဆိုတာကတန်တရားရှိလို့ဘုရားတို့ရဟန်းခံတဲ့အခါမှာအင်္ဂါ၅ပါးရှိတယ်ပရိသတ်နော်ပရိသတ်ကပြည့်စုံရမယ်လို့ပြောတယ်ပရိသတ်ပြည့်စုံရမယ်ဆိုတာကရဟန်းခံတာကအနည်းဆုံးမြန်မာနိုင်ငံမှာရဟန်းခံရင်ရဟန်း၁၅ပါးလိုတယ် နော်အိန္ဒိယနိုင်ငံဗုဒ္ဓဂယာမှာယဟန်ခံမယ်ဆိုရင်ယဟန်ဆစ်ဆင်၁၀ပါလိုတယ်ဗုဒ္ဓဂယာမှာယဟန်ခံတဲ့လူတွေက၁၀ပါမရှိရင်ယဟန်ခံလို့မရဘူးဒါမှယဟန်ဆစ်ဆင်တော့ယဟန်ဆစ်ဆင်ယဟန်အဖြစ်တဲ့ပုဂ္ဂိုလ်၁၀ပါပြည့်ဖို့လိုတယ်အဲ့တော့ယဟန်ခံတဲ့ကမှာတပါးတလေကယဟန်မဖြစ်ဘူးခဲ့ဘူးဆိုရင်မ၁၀ပါနဲ့ယဟန်ခံတဲ့အိန္ဒိယပေါ့ပေါ့နော်ဒီနေ့မြန်မာနိုင်ငံမှာမြန်မာနိုင်ငံတို့နိုင်ငံသားတို့အိန္ဒိယသွားပြီးယဟန်ခံကြတာရှိတယ်တန်ခါ၁၀ပါကွတိနဲ့ယဟန်ခံတယ်အဲ့တန်ခါ၁၀ပါထဲမှာတပါးကများယဟန်မဖြစ်ခဲ့ရင်အဲ့ဆိုရင်၁၀ပါမပြည့်တော့ဘူး အဲ့ဒါအဲ့ဒီယဟန်မဖြစ်တော့ဘူးမြန်မာနိုင်ငံမှာလည်းနိုင်ငံအ ਨੇ ဆုံး၅ပါးပါမယ်အဲ့တော့၅ပါးမှာတပါးလောက်ကမြားပါရာစီကကြာနေခဲ့ရင်သို့မဟုတ်တပါးလောက်ကမြားယဟန်မဖြစ်ခဲ့ရင်အဲ့ဒါရင်၄ပါးဖြစ်သွားရော့သွားပြီအဲ့ဒါရင်ယဟန်မဖြစ်တော့အကြောင်းဆိုနံပါတ်၁ပြိသက်ပြည့်စုံရမယ်အ ਨੇ ဆုံး၅ပါးပြည့်ရမယ်ယဟန်ဆက်စစ်တော့ယဟန်ဆက်စစ်၅ပါးရှိရမယ်ပါရာစီကမကြဘူးယဟန်လည်းဖြစ်ရမယ်၅ပါးဖြစ်ရမယ်အကြောင်းဆိုနိုင်ငံများလေကောင်းလေရဲခိုင်လေတချို့ကဟိုတင်စင်းလောက်မှဆိုတော့လေတန်ခါကတ်တန်နဲ့လောက်ရတယ် ဟိုတင်စစ်မလောင်းနိုင်ပါဆိုလို့ဥစဉ်တော့ကြမှာဆိုပြောတယ်မဟုတ်ဘူးအကုန်တက်ဥစဉ်နေကုန်တက်ရတယ်ဒါလည်းဘုဒ္ဓတမတ်ထားပါဥစဉ်တော့ကြောင်းနိုင်ပါဆိုရင်ယဟန်တရားရှိတယ်ယဟန်တရားအကုန်တက်ရတယ်ယဟန်ကမှတရားတကမောက်ကိုလည်းပြောတယ်ဥစဉ်တော့ကြောင်းနိုင်ပါဥစဉ်နေအကုန်တင်တက်ရပါတယ်အဲ့တော့တကမိုင်းနဲ့တင်စစ်မလောင်းနဲ့နေပါဥစဉ်ပြောထားပြီးသားတန်ခါတရားလောင်းကြမလို့ပါဘူးကိုယ်တဘောပဲမလောင်းနဲ့ရတယ်ဥစဉ်တော့ယဟန်ဖြစ်ွားအဓိကအဲ့ကြောင့်တန်ခါရှိသမျှအပားတရားအကုန်တက်ရတယ်နောက်တစ်ခုရည်ရွယ်ချက်တစ်ခုကဘာလဲဆိုတော့ဥစဉ်လေးတွေအတွေ့အကြုံရရှိချင်တယ်အတွေ့အကြုံ တချို့ကဆယ်တော်ကြီးတွေပဲတင်တက်နေတဲ့ခါကျဥစဉ်လေးတွေဘာတွေ့ကြုံမှမရှိဘူးတကယ်ရဲခန့်လောက်ပါဆိုဥစဉ်လေးမလုတ်တတ်တော့ဟုတ်ပြီလားတခါတလေဥစဉ်လေးကိုကန်ဆောင်ဖို့အတွက်ဟိုစီစဉ်ခိုင်းနေဆိုသူတို့ဘာမှမလုပ်တတ်တော့ကမ္ဘာသားမဖတ်တတ်ဘူးအစီအစဉ်မကြောက်ဘူးဖြစ်သွားတယ်အဲကြောင့်တွေ့ကြုံရစေချင်တယ်အဲကြောင့်ဥစဉ်တော့ကရေစဲနှစ်ချက်နဲ့နော်အဲတော့ကန်ဆောင်တဲ့အခါမှာတန်ကားများရင်ပိုကောင်းတယ်ပါးစီကကြတဲ့ပုဂ္ဂိုလ်ပါခဲ့ရင်လည်းအစားပြန်ထိုးလို့ရတယ်အဲကြောင့်နံပါတ်1တန်ကားများလေကောင်းလေရွယ်ချက်ဒုတိယကတော့ဥစဉ်လေးတွေကိုအတွေ့ကြုံရစေချင်တဲ့ရွယ်ချက်ဒီနှစ်ချက်ကြောင့်ဥစဉ်တော့ကြောင့်မှာဆိုရင်ဥစဉ်နဲ့အကုန်တင်တက်ရတယ်မတက်မနေအကုန်တက်ဥစဉ်နဲ့တက် ဲ့လိုမျိုးဒါလည်းတခြားကျောင်းလိုက်တွေအတူယူလို့ရအောင်ပြောပြတာလေဒါရေးကြည့်တယ်အဲတင်စင်းကအဓိကမဟုတ်ဘူးတင်စင်းကိုငဲ့ပြီးတော့ရန်ချော့လိုက်မယ်ဆိုရင်အကေပါအဓိကကျတဲ့ပုဂ္ဂိုလ်ကပါနေခဲ့ရင်ရန်ဖြစ်တဲ့ပုဂ္ဂိုလ်ပါနေခဲ့ရင်ရန်မဖြစ်တော့ဒီပုဂ္ဂိုလ်ကနော်သတိထားစရာလေးတစ်ချက်အဲကြောင့်ဒါဟိုတိတ်ခါတဲ့အချက်ကြောင့်ပြောနေပြောရင်းနဲ့เนาะဒါနံပါတ်၁ပြိသက်မပြည့်စုံခဲ့ရင်ရဟန်းမဖြစ်ဘူးဒါတိတ်ခါတဲ့အချက်ကြောင့်ပြောတာเนาะရဟန်းမဖြစ်ရင်ပြန်ထက်ရတယ်ပြောပြတာနံပါတ်၂ကတိမ့်တိမ့်မအောင်ခဲ့ရင်လည်းရဟန်းမဖြစ်ဘူး ်ဆေရော်ရီကတင်သမုတ်တယ်သမုတ်တဲ့ခါမှာအမတန်ခက်တယ်တင်သမုတ်တဲ့ခါမှာဒီနမိတ်တိုင်တွေရှိတယ်နမိတ်တိုင်ကဆိုလို့ကြောက်နမိတ်တိုင်နဲ့သမုတ်လို့ရတယ်ရေနမိတ်နဲ့သမုတ်လို့ရတယ်အင်္ဂလိပ်တိုင်နဲ့သမုတ်လို့မရအောင်ပြထားနော်တင်နမိတ်တိုင်ကိုလုပ်တဲ့ခါမှာကြောက်တိုင်ပဲဖြစ်ရမယ်အင်္ဂလိပ်တိုင်မရအောင်အင်္ဂလိပ်တိုင်ကိုတိမ်နမိတ်လုတ်ခွင့်မရှိဘူး။တချို့ကနားမလဲတော့ဥစဉ်တွေ့ဘူးတဲ့တခါ။ဥစဉ်တို့ဥဆောင်တဲ့တိမ်သဘောပဲတခုမှပေါ့။ဆရာတော်ဘာကဟိုတိမ်ဥဆောင်သဘောပါဆိုလာအပ်တယ်။အဲ့တော့ကောင်းပြီပေါ့နော်။ဘာနဲ့သဘောပါလဲ။ကြောင်းနမိတ်နဲ့သဘောမယ်သူကပြောတယ်။ တောင်းနေမဲ့ဆိုတော့တောက်ကိုစင်စင်ပြီးပြီလားစင်စင်ပြီးပြီလို့ပြောရတယ်။အဲ့ဒါဦးဇင်းစိတ်ချတော့သွားမကြည့်လိုက်တော့တကယ်တော့သွားကြည့်ရမှာပေါ့နော်။နောက်ကြတော့တကယ်သွားသမိုးတဲ့ခါကျတော့တောက်တိုင်မဟုတ်ဘူးအင်္ဂလိပ်တိုင်တွေဖြစ်နေတယ်။အင်္ဂလိပ်တိုင်ဖြစ်နေတော့ဟာရှင်မယားဒီအင်္ဂလိပ်တိုင်တော့သမိုးလို့မရဘူးဆိုတော့အာချင်းအဲ့ဒါကြောက်လိုက်ချာရတာကြောက်ခဲလိုက်ချာကြောက်တုံးလိုက်ချာရတာပေါ့။အဲ့တော့ကြောက်တုံးအဲ့တော့တော်တည်တဲ့အဲ့နာမှာနည်းနည်းလမ်းပြင်းနေတဲ့နေရာနဲ့သွားတိုးတော့လမ်းပြင်းနေတဲ့ထဲကျောက်တုံးတွေဆွဲရတာတော့အဲ့လမ်းဆိုင်ရာလူတွေကြီးကခွင်းတောင်းပြီးတော့ဒီကျောက်တုံးတွေကိုတင်သမုတ်ခွင့်ပြုပါဆိုတော့ကျောက်တုံးတွေယူတောင်းပြီးတော့ကျောက်တုံးတွေချပြီးသမုတ်ရတာပေါ့နော် ဲ့တော့ဆိုလိုတာကအင်္ဂလိပ်တိုင်းနဲ့တိမ်သမုန်းနဲ့တိမ်မအောင်ဘူးပေါ့တိမ်မဖြစ်ဘူးအဲ့တိမ်မဖြစ်ပဲနဲ့ရဲခလိုင်တိမ်ရဲမဖြစ်ဘူးနော်အဲ့တော့တိမ်သမုန်းတဲ့ခါမှာဦးဇင်းတို့တိမ်အောင်ဖို့လိုသေးတယ်နော်တိမ်မှာလည်းဦးဇင်းတို့ကမ္ဘောဒါဖတ်တဲ့ခါမှာထိုင်ကလိုင်းတိမ်ဖို့လိုသေးတယ်ပေါ့အဲထားပါတော့ okay အဲ့တော့နံပါတ်1ကတိမ်ပေါ့နော်နောက်နံပါတ်3ကဒီကမ္ဘောဇာကမ္ဘောဒါပီမရဲဖြစ်မှာကမ္ဘောဇာထိုင်ကလိုင်းမပီရဲမဖြစ်ဘူးဥမာတစ်ခုပြောလိုက်မယ်သူနာတုဆိုတာနော်သူနာတုမှာနာကြီးရေးချနာ ဲ့တော့မြမစာမာကနာကြီးနဲ့နာငယ်ကအတူတူမကွဲဘူးနာငယ်လည်းနာပဲနာကြီးလည်းနာပဲပါဠိမှာကျတော့ကွဲတယ်နာငယ်ကိုတော့ရိုးရိုးတနေနာလို့ဆိုပြီးတော့နာကြီးကိုဆိုတဲ့ကမှာရာကောက်ကိုဆိုလို့ခြာလိမ့်တယ်နဲ့ဆိုရတယ်ဟုတ်ပြီနော်နာကြီးကိုဆိုလို့ရှိရင် နာကိုဆိုတော့မှခြာကိုပေါ်လိုက်ပြီးတော့သူ့နာလို့အဲ့ဆိုတာသူကသူ့နာလို့ခြာကိုပေါ်လိုက်ရတယ်သူကသူ့နာတုဆိုရင်မှားပြီအရန်မဖြစ်တော့ဘူးအရန်ရေးကြည့်တယ်နော်ဒါတော်တော်များများရေးကြည့်တဲ့ကိစ္စအကြောင်းကမ္မဝါဒဖတ်တယ်ဆိုတော့တော်တော်များများမဖတ်ရဘူးဒါတကယ်ကို စာကိုချင်းတကြဆရာသမားနဲ့သင်မှုတဲ့ပုံကကမ္ဘောဒါဖတ်ရတာအဲ့တော့တမန်တမန်သူကိုမဖတ်ခိုင်းရအောင်ကမ္ဘောဒါစာကိုအဲ့တော့သူနာတုဆိုရင်သွားပြီးကံပြတ်ပြီးမအောင်တော့ရမ်းမဖြစ်တော့ဘူးအရင်ကြီးကျင်းတော့သူနာတုဆိုပြီးတော့ခြားကိုလိမ့်ပြီးတော့ဖတ်ရမှာသူနာအောင်ဒါမှရမ်းဖြစ်တာအဲ့တော့မာကနောအဲ့ဆိုဦးကျွန်တော်လေဒီဆယ်ရိုးရလာပြောတာပေါ့တချို့ကနားမလဲပဲနဲ့တဲ့သူနာတုဆိုပြီးတော့ခြားတန်းလန်းနဲ့ဖတ်လိုက်ရင်သွားပြီးတဲ့ရမ်းဖြစ်တော့ဘူးတဲ့ဆရာတို့ရအဲ့လိုတော့ပြောဖူးတာလေဒီဆယ်ရိုးရဒါကြောင့်ရမ်းခံတဲ့အခါမှာကမ္ဘောဒါစာအရင်ကြီးကြည့်တယ်ထန်ကရင်ကြကြဖတ်နိုင်တဲ့ပုံကိုလိုတယ် ဲ့ဒါမှရဟန်းဖြစ်မှာဟုတ်ပြီနော်ရဟန်းဖြစ်တယ်ဟိုတိတ်ကထက်တယ်ဆိုတာပြောနေတာနော်အဲ့တော့ပရိသတ်လည်းတန်ခါပရိသတ်လည်းပြည့်စုံရမယ်တိမ်လည်းအောင်မြင်တဲ့တိမ်ကြလုံးဖြစ်ရမယ်ကမ္မဝါဒလည်းထံကတိုင်းပြီးရမယ်နော်နောက်ရဟန်းလောင်းရဟန်းလောင်းကလည်းဟိုအသက်20ပြည့်ရမယ်နော်အသက်20ပြည့်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဟုတ်ပြီနော်အသက်20ပြည့်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အဲ့ဒါမှသူကရဟန်းဖြစ်မှာအသက်20မပြည့်ဘဲနဲ့ရဟန်းခံပြီးလိုက်လည်းရဟန်းမဖြစ်ဘူးတချို့ကမွေးတဲ့ကိရိမှားပြီးတွတ်မိလိုက်တယ်ရဟန်းမဖြစ်ဘူးနော် ဲ့တော့၄ချက်အမှန်၅ချက်ပေါ့ညက်ရဲကမ္ဘာတစ်ခုခွဲလိုက်တာဦးဇင်းကခုနပေါင်းပြလိုက်တာညက်ကတစ်ခုကမ္ဘာကတစ်ခုပေါ့အဲ့တော့ပရိသတ်ပြည့်စုံရမယ်နော်ပရိသတ်ကခုနအနည်းဆုံးရဟန်း၅ပါးရှိရမယ်နောက်အောင်မြင်တဲ့တင်ကြလုံးဖြစ်ရမယ်နော်နောက်တစ်ခါခုနကမ္ဘာသာဖတ်တဲ့ခါမှာထန်ကလေးပြရမယ်အမကမ္ဘာသာကညက်ကိုနှစ်ခုပါသွားတာပေါ့နော်နောက်ပြင်ရဟန်းလောင်းဒီအသက်၃၀ပြည့်ပြီးသားဖြစ်ရမယ်ဟိုယောက်ျားစစ်စစ်ဖြစ်ရမယ်ရဟန်းလောင်းကဟိုအချောင်းမဖြစ်ရဘူးမိုးမိမမဖြစ်ရဘူးတိရစ္ဆာန်မဖြစ်ရဘူးအဲ့လိုရှိတယ်ဆိုတော့နှစ်တွေပါလေရိုင်းခံလို့မရဘူးသူကလူသားစစ်စစ်ဖြစ်ရမယ် လူသားစစ်စစ်ယောက်ျားစစ်စစ်ဖြစ်ရမယ်အဲ့လိုမျိုးသူကပန်တုပ်တွေပါလေရိုင်းခံရမ်းမဖြစ်ဘူးသူကအဲ့လိုမျိုးရှိတယ်အဲ့တော့ဆိုတော့တိတ်ကထက်တယ်ဆိုတာကအဲ့ဒီ၅ပါးထဲမှာတခုခုရွှေရင်ခဲ့တယ်ရှိတော့ရဲရှိတော့ရဲခံတော့ရမ်းဖြစ်ခဲ့တယ်ဥပမာကိုယ့်ကိုပထမရဲခံတော့ကံမသာမပီခဲ့ရင်နော်ကိုယ်ပထမရွာမှာရဲခံတယ်အဲ့ရွာကဆယ်ရိုရဲကံမသာမဖတ်တတ်ဘူးလို့ဖြစ်ကလည်းဖတ်ပေးလိုက်တယ်အဲ့ဒါသူရမ်းမဖြစ်ဘူးအဲ့ဒါတန်တရားရှိလို့တိတ်ခါပြန်ထက်တာအဲ့ဒါမျိုးဖြစ်ရမှာတကယ်ရှေ့မှာရမ်းမဖြစ်ခဲ့ရင်ဖြစ်ပါစေဆိုရွေးချယ်တဲ့တိတ်ခါထက်တာနောက် သူ့လိုရဟခံနဲ့တိမ်သည်စိတ်မချလို့နောက်တစ်ခါရဟပြန်ခံတာဒါမျိုးဖြစ်ရမှာနော်အဲ့တော့ပထမရဟခံတုန်းကအကြောင်းမျိုးမျိုးကြောင့်တန်တရားဖြစ်လို့ရဟပြန်ခံတာအဲ့ဒါမျိုးကိုသိခတ်တဲ့လူလို့ခေါ်တာဟုတ်ပြီနော်အဲ့တော့ဘာမှတန်တရားမရှိဘဲနဲ့ဟိုတက္ကရာကမပေါအောင်သိခတ်တဲ့တာတော့မလုံတင်တဲ့ကိစ္စပါဆိုပြီးတော့ဆိုတော့ lady ဆရာတော်ကောဓမ္မဒေသဆရာတော်ကြီးကောမဟာဆရာတော်ကြီးကမိတ်ပါတယ်ကိုကိုကိုတန်တရားရှိတော့အတိတ်ကပြန်ထပ်ပါထက်တက်တော့ထက်ဂျင်းဂျင်းထက်ထက်လို့ရတယ်ဒါပေမဲ့တန်တရားဘာမှမရှိဘူးကိုကိုရဟန်းဖြစ်တာကိုစိတ်ချတယ်နော်ကိုကိုရဟန်းခံပေးတဲ့ဆရာတော်ကြီးကလည်းစာတက်ပေးတဲ့ဆရာတော်ကြီးတွေ ယဟန်နဲ့ပြည့်စုံတယ်တိမ်နဲ့အောင်မြင်တယ်စိတ်ချရတယ်ကမ္ဘောဒါလည်းပီတာတယ်ဆိုရင်ဘာမှတင်စရာမရှိရင်တိတ်ကမထက်နဲ့တော့မထက်တော့ဘူးနော်တက်စရာမလိုဘူးအဲ့တော့တိတ်ကထက်တယ်ဆိုတာရမ်းမဖြစ်ခဲ့တည်ရှိတော့ဖြစ်ပါစေဆိုတဲ့ရွေးချယ်နဲ့ထက်တာပါအဲ့တော့တချို့တတ်တော်ကြီးခါမှလာထက်တာမျိုးကျွန်တော်နည်းနည်းစဉ်းစားကြကောင်းလာပြီတချို့တတ်တော်ရမ်းကြည့်တယ်ဒီစရာရမ်းမဖြစ်ခဲ့ဘူးလားစဉ်းစားကြဖြစ်လာပြီဟုတ်ပြီနော်တလောတက်တော်ကြီးကြီးခါမှာတိတ်ခါထက်တဲ့ခါကျတော့ရမ်းမဖြစ်လို့ရမ်းခန္ဓာလားလို့ပြမေးစာဖြစ်လာပြီတခိုင်းမင်းနဲ့မင်းကအဲ့သဘောဖြစ်သွားတာပေါ့အဲ့တော့ရမ်းဖြစ်လို့တိတ်ခါထက်တဲ့အိဗေကတော့ရမ်းမဖြစ်လို့တိတ်ခါထက်တဲ့သဘောပဲဖြစ်ရမယ် လက်လက်မလိုချင်လို့ထက်တာမဖြစ်စီရအောင်နော်အဲကြောင့်တိတ်ခါတက်တယ်ဆိုတာတန်တရားရှိလို့ထက်တာပဲဖြစ်ရအောင်အဲဥစ္စာကြောင့်နေမှာဆိုရင်တိတ်ခါထက်ရင်ဘယ်တကယ်မှမလိုတချို့သာသနာဥစဉ်လေးတွေလာတယ်ဥစဉ်ကတော့ထက်ခိုင်းတယ်လက်တီဆရာတော်ကြီးလက်ထက်ခိုင်းတယ်တိတ်ခါအချိန်ချင်းထက်ကောင်းတယ်ဘာလို့သူ့ကိုကမ္ဘာသာဖက်ခဲ့တဲ့ဆရာတော်တွေပိန်တွေကဘယ်လိုမှမသိဘူးလေမသိတော့တိတ်ခါထက်တာကောင်းတယ်မကောင်းမကောင်းနဲ့ပို့ပြီးတော့သိချရတာအကြောင်းဥစဉ်တော့ကြောင်းနေပါဆိုရင်လည်းဒီလာပြီလောက်ွယ်15ရက်ဆိုရင်တင်ဝင်တယ်တင်ဝင်တန်တရားရှိတဲ့ဥစဉ်တွေဘာလို့မဆိုလာ6တိတ်ကထက်ခွင့်ပေးတယ် ဘယ်တကာကမှမဖိတ်ကြမလို့အတိပေးကြလည်းမလို့ကိုကကိုတန်ဃာရီစီမှာတစ်ခါချလိုက်ပြီးသွားပြီတာဘသူကမှအတိပေးကြဖိတ်ကြမလို့တင်စင်းလောင်းကြလည်းမလို့နော်အဲ့တော့တစ်ခါတက်တဲ့ဆိုတာတင်စင်းလောင်းကြလည်းမလို့သူကသူတန်တရားရှိလို့ရဟန်းပြန်တစ်ခါတက်လိုက်တာဒီသဘောပါနော်တချို့ရယ်ရှင်များဟိုဟိုအလူကြီးတွေလို့ဟိုပြည်စုံအောင်လို့ဆိုပြီးတော့ចောင်းလိုက်ဆရာတော်တွေတပီတော့တိတ်ခါထပ်ပြရစီဆိုပြီးရှောက်တယ်မဆိုင်ပါဘူးဦးစင်းကအများနဲ့ပြောပါဦးစင်းလို့ကျွန်တော်ပြောတယ်လဲဆိုတော့ ဥစဉ်တချို့ဆိုလဲဥစဉ်ကိုပြောတယ်ရှင်မြတ်တိတ်ခတဲ့ပြရဆိုဥစဉ်ကပြောတယ်ဥစဉ်ကတိတ်ခမကျတဲ့ဥစဉ်ကရမ်းဖြစ်ပြီးသားလို့ဆိုပြောတယ်အဲ့တော့လှုပ်ရှားလဲဆိုဒကမာကြီးလို့ရမ်းမဖြစ်သေးတဲ့ဥကိုင်းနေရှိတယ်သူတို့ကိုရမ်းဒကမာလှုပ်ပါအဲ့ဒါအကျိုးများတယ်သာသနာမှာစာသင်သားကိုဝင်ဥစဉ်နဲ့အများကြီးရှိတယ်အဲ့တော့ရမ်းမဖြစ်သေးတဲ့ကိုဝင်တွေကိုရမ်းဒကမာလှုပ်အဲ့ဒါကောင်းတယ်အကျိုးများတယ်လို့အဲ့တော့ဖြစ်ပြီးသားဆရာတော်တိတ်ခတဲ့ဘာအကျိုးမှမရယူယူနဲ့ပစ္စည်းလေးပါဒကမာခံနိုင်ပြီပြီလို့ဟုတ်တော့နော်ပစ္စည်းလေးပါဒကမာဖြစ်အလူခံနိုင်6တားလိုက်ပြီးသွားပြီလို့တိတ်ခတဲ့လို့ဘာမှအကျိုးမရှိဘူး เนาะအဲကြောင့်မဖြစ်သေးတဲ့ရမ်းဖြစ်တဲ့ဥစဉ်ကိုရင်ကြီးတွေကိုရမ်းခံပြီးပါအဲ့ဒါအကျိုးများတယ်ဥစဉ်ကတော့အဲ့လိုပဲပြောတယ်တချို့တကယ်မှလည်းအရှင်ပြသိက္ခာထပ်ပြစင်မထက်နဲ့ဥစဉ်ကရမ်းဖြစ်ပြီးသားထက်စရာမလိုဘူးလူချင်းပစ္စည်းလေးမှလူတန်းရရတယ်ဒါပေမဲ့ရမ်းတကဖြစ်ချင်ပါလေဆိုရင်ဥစဉ်ကိုခံလို့ရမ်းတကဖြစ်မှာမဟုတ်ဘူးဟောတော့ကိုယ်ကရမ်းဖြစ်ပြီးသားလေအဲ့တော့ခံချင်တယ်ဆိုလို့ချင်းရမ်းဖြစ်တဲ့ကိုရင်ကြီးတွေရှိတယ်အဲ့ဒီစာတန်လိုက်တွေမှာအကိုရင်ကြီးတွေကိုရမ်းခံပြီးအကျိုးများတယ်အဲ့လိုပဲပြောရတာဒါဆရာတော်ကြီးတွေအနေနဲ့အဲ့အဲ့လိုလမ်းညွှန်တင်တာနော်ဒါမှစာတင်သားတန်ခါတွေလည်းချမ်းသာတာပေါ့အဆင်ပြေတာပေါ့နော်